သူတို့စင်အရိုးစုကအုံပြုခဲ့တဲ့ဒီဒိုတိုင်ရဆိုရင်တော့ကောင်းကင်အစင်ဒိုတိုင်ကောင်းကင်ဖန်တီးခြင်းလောလာလဝါရဲ့စုံဝအောက်ရောက်ရှိနေတဲ့တက်ရှိတိုင်ရလေအစုံမဲ့ပြတ်သုံးခြင်းနဲ့အတူပြက်ွက်သွားမှာပါ သူတို့ငါးယောက်ကပူပေါင်းပြီးတော့အစမ်းကုန်တိုင်းပြည်အောင် တိုင်းသူတို့စဉ်အယိုးစုကိုအသာစီးမရပါဘူး။ဒါနောက်မှသူတို့တယောက်ချင်းစီရဲ့စွန့်အင်းတွေဟာကျင်ငါးပွင့်တိုင်းဝိဇာတယောက်နဲ့ညီများတဲ့သူနဲ့ကျင်ငါးပွင့်တိုင်းဝိဇာတွေကြီးပါပဲ။တိုင်းသူတို့စဉ်တယောက်ရဲ့အကြည့်ဒီကြီးရဆိုရင်တော့တိုင်းဝိဇာတိုင်းကိုဒူးတုံအောင်လန်းစီဖို့အတွက်လုံလောက်ပါတယ်။တိုင်းသူတို့စဉ်တယောက်ရဲ့အငွေသက်အတန်လိုင်းကပောက်ကွဲထွက်လာတဲ့အချိန်မှာတိုင်းဝိဇာတွေကတော့ချွင်းချက်မရှိတည်ဆုံးခဲ့ရပါတယ်။ ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခရိုဆာကီပါဒီနေ့မှတော့ကျွန်တော်က episode 138ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ video ကိုစလိုက်အောင် ရှောင်းဝမ်းနဲ့ရွှေမေခိုင်ရဲ့ခိုင်ကျော်ချန်တန်နန်ရဲ့တိုက်ပွဲဒီတိုက်ပွဲမှာပြောမယ်ဆိုရင်တော့ရှောင်းဝမ်းကကျေတပွင့်တိုင်ဝိဇာဖြစ်ပြီးချန်တန်နန်ကတော့ကျေနပွင့်တိုင်ဝိဇာပါချန်တန်နန်ကရှောင်းဝမ်းရဲ့အပေါ်ရန်စွမ်းအုပ်ကိုကြည့်ပြီးသူ့ကိုသွားစိန်ခေါ်မိလို့ကိုသိတဲ့ကိုတူးတလို့မျိုးဖြစ်သွားခဲ့တာပါဒုံစုံကျေကိုပွင့်အစ်မထဲကတော့ကျေသုံးပွင့်တိုင်ဝိဇာတယောက်နဲ့ရှင်ချားနိုင်နေတဲ့ရှောင်းဝမ်းအတွက်ကျေနပွင့်တိုင်ဝိဇာတယောက်ကိုတဖျက်ဖို့ဆိုတာအခက်မဟုတ်ပါဘူးဒါကြောင့်ဒီတိုက်ပွဲကတော့ရိုးရှင်းပါပဲ ချန်တန်နန်ရှောင်းဝမ်းထက်ကျေတပွင့်မြေပင်မဲ့လေရှောင်းဝမ်းလူမျိုး3000နှလုံးကြပံပြီးတော့အစင်း6ကောင်းကင်မီတောင်နဲ့ဒန်းတူရှိနေတဲ့ကောင်းကင်မီတောင်တစ်ခုရဲ့ပိုင်ရှင်အနေနဲ့ကျေနပွင့်တန်ဝိစာတယောက်ကိုတက်ဖြတ်ဖို့ဆိုတာသူ့အတွက်ကအလွယ်လေးပါလက်ရှိအချိန်မှာရှောင်းဝမ်းကတန်ဝိစာအစင်းမှနော်ကျေလေးပွင့်ကျေငါးပွင့်တန်ဝိစာတွေကိုဒါပြင်ပအဖြစ်မြင်တော့တာပါကျေလေးပွင့်အောက်ဆုံးရှောင်းဝမ်းကဘသူမှယူဆိုင်တာမဟုတ်ပါဘူးဂူးမဆိုင်ဖို့အတွက်ကလေသူ့စီမှာအရေးချင်းရှိနေပါပြီဒီမှာရှောင်းဝမ်းနဲ့ချန်တန်နန်ပြန်လူခဲတဲ့တိုင်ချင်း ဒီတိုင်းကျန်ကကောင်းတဲ့အဆင့်တိုင်းကျန်မဟုတ်ပေမဲ့လေအဆင့်မြင့်ဒီအဆင့်တိုင်းကျန်မှာရှောင်းဝန်းကဒီတိုင်းကျန်တော့လိုက်တဲ့အကြောင်းရင်းကတော့ဒီတိုင်းကမီးတို့တိုင်းကျန်စဉ်ဖြစ်နေလို့ပါဒီတိုင်းကျန်ကရှောင်းဝန်းနဲ့အတော်လေးဦးမှလိုက်ဖက်တဲ့တိုင်းကျန်တစ်ခုပါဒီတိုင်းကျန်ရဲ့နာမည်ကတော့ကဘာဖြစ်ချင်းမီးတော့ဖြစ်ပြီးတိုင်းကျန်ရဲ့စွမ်းရည်ကလည်းအတော်လေးဦးမှထူထားပါတယ်သူ့ရဲ့စွမ်းရည်ကတော့မီးတော့အမှုလိုင်းကိုဖန်တီးတာဖြစ်ပြီးမီးရောက်ကနေလျှက်တစ်ပြက်နဲ့တိုက်ခိုက်နိုင်တဲ့ဒူတိုင်းပညာပါမီးပြင်းနဲ့ပုံနီးလေးလေးမီးတော့ရဲ့အဖြက်စွမ်းကလည်းပိုကြီးမားလီပါ ဒီတိုင်းချန်းကအတော်လေးဥမှာအဆန်ထက်ပါတယ်ဒီတိုင်းချန်းကရှောင်းဝမ်းမှာရှိတဲ့လက်စည်းသုံးတော်ခန္ဓာကိုယ်နဲ့အဆင်ချင်းအတူတူပါပဲရှောင်းဝမ်းတယောက်ထဲရပဲဒီအဆင်အဆင်မြင့်ဒုတိုင်းမြင့်ရောရလာတော့မဟုတ်ပါဘူးရေခဲမြေတောင်ကြားမီးရန်တောင်ကြားကောင်းကင်နဆိုးဇာမနီလေးလက်စည်းဆန့်ရင်နဲ့ဂိုင်းကြီးအားလုံးကကုစီကုစီအဆင်မြင့်ဒုတိုင်းမြင့်ရောတစ်ခုစီကိုရရှိကြပါတယ်အားလုံးအဆင်မြင့်ဒီအဆင်ဒုတိုင်းမြင့်ရာဆယ်လေးရှိတာဖြစ်ပြီးရှောင်းဝမ်းတို့အဖက်ရတော့၃လေးကိုရရှိထားပါတယ်ချင်းလေးနဲ့ရှော်ရီရှန်ကတော့တစ်ခုစီကိုရရှိကြပါတယ်ကျန်တဲ့၃ခုကတော့အလေပိုင်းကုမီယာအဖက်စည်းတွေရရှိကြပါ ပါတယ်တဆင်ဦးကြီးတန့်ရှင်ကတိုင်းသူတို့စင်ရဲ့အမျိုးစုကိုတွားပြီးတော့노ထစေမိလို့အလဲပိုင်းကုန်းမြေရဲ့လူအတော်များနဲ့ဝိညာဉ်ဗိမ့်မှန်ရဲ့အကြီးကဲတွေရပါတည်ဆုံးခဲ့ရပါတယ်ဒီခန်းမှာတိုင်းသူတို့စင်တယောက်ဆိုတာဘလောက်ထိအစွမ်းထက်လဲဆိုတာအလုံးကမြင်တွေ့ခဲ့ရမှာပါဒီရိုးစုကတည်ဆုံးနေခဲ့တာနှစ်ပေါင်းထောင်နဲ့ချီနေပါပြီဒါပေမဲ့တိုင်းသူတို့စင်ဖြစ်သူကအသက်ရှင်နေချိန်မှာထားခဲ့တဲ့အကခွဲအစီရင်တွေရရှိနေပါသေးတယ်တဆင်ဦးကြီးတန့်ရှင်ကလည်းဒီအကခွဲအစီရင်ကိုရင်ဆိုင်ရင်းနဲ့ပဲသူ့ရဲ့တွေကရိုးစုဘုတ်ကိုကြားခဲ့တာကိုအလုံးကမြင်တွေ့ခဲ့ရမှာပါ ီလိုသွေးကြသွားတာပဲတိုင်းသူတို့စင်အယူစုထဲမှာကြန့်ရှိနေသေးတဲ့ဝိညာဉ်အပိုင်းစလေးကိုနှိုးထားစေခဲ့ပါတယ် ီခန်းမရိုးစုကလူထလာပြီးတိုင်းသူတို့စင်တယောက်ရဲ့အငွေတက်အတန်တိုင်းကပောက်ကွဲထွက်လာတဲ့အချိန်မှာတိုင်းဝင်းစားတွေကတော့ချွင်းချက်မရှိတည်ဆုံးခဲ့ရပါတယ်။ဒါကတိုင်းသူတို့စင်တယောက်ရဲ့အစွမ်းပါပဲ။လက်ကျန့်စွမ်းရဲ့အငွေတက်လေးကတော့ကျန်နှပွင့်ကျဲသုံးပွင့်တိုင်းဝင်းစားတွေကိုတက်ဖက်ပြစ်နိုင်စွမ်းရှိပါတယ်။ဒိုစုံနေဆိုရင်တော့ကျက်လေးငှက်လေးတွေလိုတည်ဆုံးသွားကြတာကိုအလုံးကမြင်တွေ့ခဲ့ရမှာပါ။တိုင်းသူတို့စင်ရိုးစုရဲ့အော်တန်အတန်တိုင်းကပောက်ကွဲထွက်လာတဲ့အချိန်မှာအထီးအပင်ဆုံးကတော့ဝိညာဉ်ဗိမာန်ရဲ့အဖဲပါ။သူတို့ရဲ့အဖဲကသူတို့စင်ရိုးစုနဲ့အနီးကပ်ဆုံးမှာရှိနေရဖြစ်ပြီးတဆေကိုကြီးကြိုင်ရှင်ရ လွယ်လို့သူနဲ့အတူပါလာကြတဲ့ဝိညာဉ်ဗိမ္မာန်ရဲ့အမိခံအကြီးကဲအားလုံးကတည်ဆုံခဲ့ရပါတယ်။ရှောင်းယန်၊ထန်ချန်၊ပင်ဟီ၊ဟွမ်ရှန်တို့အဖက်အားလုံးကလည်းအဝေးမှရှိနေလို့သာကန့်ကောက်သွားတယ်လို့ပြောရမှာပါ။မဟုတ်ဘူးဆိုရင်တော့သူတို့လိုလူတွေအတွက်တော့မတည်ဘူးဆိုရင်တော့ဒဏ်ရာအပြင်းထန်ကိုရရှိနိုင်ပါတယ်။တဆေဦးကြီးကြိုင်ရှင်ဟာထွက်ပြေးနိုင်ခဲ့တဲ့ဆိုတာကတော့သူ့ရဲ့လီဟာနဲ့ထိန်ချုပ်နိုင်စွမ်းမြင်မာနေလို့သာသူကလွတ်မြောက်နိုင်ခဲ့တာပါ။ဘလူးဝဲဖြစ်ဖြစ်သူကကျင်းကားပွင့်အထွန်းထိပ်တိုင်းဝန်စာတယောက်ပါ။ အင်အားစုအများစုရဲ့တည်ဆုံမှုကစေဦးကြီးကြိုင်ရှင်ကြောက်တာဖေးရတာပါ။ဒါကြောင့်သူကအားလုံးရဲ့ဘုံရံသူဖြစ်သွားတဲ့အချိန်မှာသူကူတန်းအောင်မှမမောက်မရဲတော့ပါဘူး။ဒီနေရာမှာရှိတဲ့လူတွေအားလုံးကသာပေါင်းလိုက်မဲ့ဆိုရင်သူ့ကိုအလွယ်တကူနဲ့တပ်ဖြတ်ပြစ်နိုင်စွာရှိတယ်ဆိုတာသူကသိပါတယ်။သူကူတန်းအလေအဲ့ရောက်ကောင်းကောင်းကြီးကိုနားလိုက်ပါတယ်။ဒါကြောင့်သူကအားလုံးကိုဖူပေါင်းချဖို့အတွက်ဖိတ်ခေါ်တာဖြစ်ပြီးရှောင်းဝဲရဲ့စကားကြောင့်သူကအယုံဆုံးထွက်တိုက်ဖို့လည်းသဘောတူခဲ့တာပါ။ ဘလူးဝဲဖြစ်ဖြစ်ဒီနေရာမှာတော့တစေဦးကြီးကြိုင်ရှင်ရဲ့လောရကအမှန်ကန်နေပါတယ်။တိုင်းသူတို့စင်ရဲ့ရိုးစုကနှုတ်ထလာပြီးဖြစ်တာမလို့အသက်ရှင်နေတဲ့ဆိုရင်တော့ဆန်းကုန်တိုက်ခိုက်ဖို့သာရှိပါတယ်။မဟုတ်ရင်တော့အလုံးကတည်ဆုံးရမှာပါ။တိုင်းသူတို့စင်ရဲ့ဝဉ္ညအကျွင်းကျန်အတွေးစားကသူ့ရဲ့တာဝန်ဖြစ်တဲ့အကျွင်းကျန်နေမျိုးကျူးကျော်တဲ့လူအလုံးကိုတပ်ဖက်ပြမှာပါ။ကျူးကျော်သူတွေကမတည်ဆုံးမချင်းတိုင်းသူတို့စင်ရဲ့ရိုးစုကရက်တန့်မှာမဟုတ်ပါဘူး။သူတို့တဖက်ချင်းစီမှာလည်းရှောင်းဝမ်းအပဝင်ဘသူကမှသူတို့စင်ရိုးစုကိုတဖက်တဲ့အနိုင်တိုက်နိုင်မယ်လို့ယုံကြည်ချက်မရှိပါဘူး။သူတို့ကိုယ်တိုင်ကလည်းအနိုင်မြူနိုင်ဦးဆိုတာကိုကောင်းကောင်းကြီးကို မှာနားလေကြပါရင်ဒါကြောင့်လည်းအာလုံကပူပေါင်းဖို့ကိုသဘောတူခဲ့ကြတာပါဒီမှာကျင်ကားပွဲအထွန်းထိပ်တိုင်ဝိဇာဖြစ်တဲ့ကြိုင်ရှင်တို့လူဝါတော့တိုင်းသူတို့စဉ်အယိုးစုရဲ့လက်ထဲမှာအချိန်ကြာကြီးခံနိုင်မရှိခဲ့ပါဘူးဒီတိုင်းသူတို့စဉ်တယောက်ရဲ့အကြည့်ဒီအကြည့်ရဆိုရင်တော့တိုင်းဝိဇာတိုင်းကိုဒူးတုံကြောင်းလန်းစီဖို့အတွက်လုံလောက်ပါတယ်ကြိုင်ရှင်တို့လူဝါတော့တိုင်းသူတို့စဉ်ရဲ့အကြည့်အောင်မှာကြောင်းရုံတုံလုံးမှုနဲ့မလုံနိုင်ဖြစ်ခဲ့ရပါတယ်ဒါကတော့တိုင်းသူတို့စဉ်တယောက်ရဲ့စစ်မှန်တဲ့ဂုံအချိန်မှာပါပဲတေဆုံးပြီးရတော့သူ့ရဲ့အကြည့်ကတိုင်းဝိဇာတယောက်ကိုဒူးထောက်စီဖို့အတွက်လုံလောက်ပါတယ် ဒါကတော့တိုင်းဝင်းစာနဲ့တိုင်းသူတော်စင်ရဲ့ခွာချက်ကြီးပါ။ကျဲကိုဘွင့်တိုင်းဝင်းစာနဲ့တိုင်းသူတော်စင်အစင်းဆိုရင်တော့မှအစင်းလေးတစ်ခုတောင်ကွာတာဖြစ်ပေမဲ့လဲစွားကွာချက်ချက်ကတော့မိုးနဲ့မြေလိုပါပဲ။သူတော်စင်အစင်းမှာဆိုရင်ဘလောက်ပဲပါရမီရှိပြီးဘလောက်ပဲထူးထွန်းတဲ့စွားတွေရှိနေပါစေ။ကျဲရပွင့်လေကျဲရပွင့်လေအစင်းတော်တိုက်ခိုက်ဖို့အတွက်တော့မှအတော်လေးဥမှခဲပါလေ။ ဒီလိုပဲကျက်တဝင်းကျက်တဝင်းအစင်မြတ်တ်ဘိုးကလည်းအတော်လေးဥမာခက်ခဲပါတယ်။ဒါကြောင့်မလို့သူတို့စင်နဲ့တိုင်ဝိဇ္ဇာဆိုတာလုံးဝမတူကွဲပြားတဲ့အဆင့်နေပါ။ဒါကလည်းဒိုရှန်တိုင်းသူတို့စင်နဲ့ဒိုဇွမ်ဝိဇ္ဇာတို့ရဲ့ခွာချက်ပါ။ဒီမှာဆိုရင်ရှောင်းရန်၊ကြိုင်ရှင်၊ထန်ကျန်း၊ပင့်ဟီ၊ဟွန်ရွှန်သူတို့ငါးယောက်ကပူပေါင်းပြီးတော့အစွမ်းကုန်တိုက်နေရအောင်။တိုင်းသူတို့စင်အယိုးစုကိုအသာစီးမရပါဘူး။ဒါနောက်မှသူတို့တယောက်ချင်းစီရဲ့စွမ်းအင်တွေဟာကျင်ငါးပွင့်တိုင်ဝိဇာတယောက်နဲ့ညီများတဲ့သူနဲ့ကျင်ငါးပွင့်တိုင်ဝိဇာတွေကြီးပါပဲဒီတိုက်ပွဲမှာတိုင်းသူတို့စဉ်အယိုးစုကသူတို့ကိုအသားရလေးသာလိ 大体你也忘。 သူမအသီးစိတ်ရှိမနေတာမလို့သူတို့အလုံးကကန်ကောင်းသွားတယ်လို့ပဲပြောရမှာပါ။တိုင်းသူတို့စဉ်အယိုးစုကလက်ရှိအချိန်မှာဝိညာဉ်အကျဉ်းချန်လေးပဲရှိနေတာဖြစ်ပြီးကျူးကျော်သူတွေကိုဖျက်ဆီးဖို့အတွေ့အကြုံသူမရှိပါရင်သူမငြိမ်ရင်အသီးစိတ်ကတော့မရှိတော့ပါဘူး။အကယ်၍သူကသာအသီးစိတ်ရှိနေဦးမယ်ဆိုရင်တေဆုံးမိသားသူတို့စဉ်အယိုးစုဖြစ်နေမယ်ဆိုရင်တော့ရှောင်းဝမ်းတို့အလုံးကချွင်းချက်မရှိတေဆုံးရမှာပါ။ဒီမှာဆိုလဲအလုံးကအစွမ်းကုန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတကယ်တမ်းမှာတော့သူတို့ကအပေါ်ရန်သာအစွမ်းကုန်တိုက်နေကြတာပါ။သူတို့အလုံးကတကယ်မဟာမိတဲ့မဟုတ်တာမလို့ဒီအယိုးစု ုကိုတိုက်ပြီးရတယ်တယောက်နဲ့တယောက်က လုံချမ်းတာကိုခံနိုင်ရကြည့်ရှိတာမလို့အလုံးကသူတို့ရဲ့စွမ်းအားတွေကိုထိန်ချန်ထားကြပါတယ်ဒါကြောင့်လည်းဒီရိုးစုကိုတော်လီယိုမှာအစွမ်းကုန်တိုက်ခိုက်နေကြရတာပါသူတို့ကသာအမှန်တကယ်အလုံးကသူတို့ရဲ့စွမ်းထက်စွန်တိုင်ခွက်တွေကိုထုတ်သုံးပြီးတိုက်ခိုက်မဲ့ဆိုရင်တော့ဒီရိုးစုကိုဖျက်ဆီးပြနိုင်ပါလေဘလူးပဲဖြစ်ဖြစ်ဒီတိုင်သူတို့စဉ်ရိုးစုကတေဆုံးမိသားဝိညာဉ်အကျဉ်းချက်လေးတစ်ခုပါကျင်ငါပွင့်တိုင်ဝိစာတယောက်လို့အစွမ်းရှိတဲ့လူ၅ယောက်ကပူးပေါင်းပြီးတော့တိုက်ခိုက်နေကြတာပါ ရှောင်းဝမ်းဆိုရင်လည်းတုတ်တင်ရှင်လေးမိကြပန်တဆေဦးကြီးကြိုင်ရှင်ဆိုရင်လည်းသူ့ရဲ့ဆွမ်းတက်ဆုံးဝိညာဉ်ဗိမ့်မဲ့တခင်အားပေးထားတဲ့အစင်းမြင့်ဒီအစင်းတိုင်းချမ်းနေအလိုမျိုးထန်ချမ်းဟွန်ရွှန်တဲ့ပင်ရိုးစီမှာလည်းအစင်းမြင့်တိုင်းချမ်းနေရာရှိပါတယ်ဒါပေမဲ့သူတို့ကတော့ဒီလိုအစင်းမြင့်ဒုတိုင်းမြညာများကိုထုံမတုံးခဲ့ပါဘူးဘာလို့လဲဆိုတော့ဒီလိုအစင်းမြင့်ဒုတိုင်းတွေကိုထုတ်သုံးလိုက်မယ်ဆိုရင်သူတို့ကအားနေသွားမှာဖြစ်ပြီးသူတို့ကအားနေသွားတဲ့အချိန်မှာအခြားလူတယောက်ကသူတို့ကိုအခွင့်ကောင်းဝင်ယူနိုင်ပါတယ်ဒီအခမ်းမှာဆိုရင်ကြည့်ပါ ဒီအဖိုးကြီးဟွမ်ရွှမ်ရှောင်းကုန်းတော်မှာသူတို့ကဒီပါဝင်တိုက်ခိုက်မှုတွေကိုဖိတ်ခေါ်ခဲ့ပါတယ်ရှောင်းကကျေတဝင်းတိုင်ဝင်းစာတယောက်ဖြစ်ပေမဲ့လည်းသူကရှောင်းကိုအထင်မသေးရပါဘူးဘာလို့လဲဆိုတော့ရှောင်းရဲ့လက်ချက်နဲ့တစေဦးကြီးကြိုင်ရှင်တို့လူကတော့လက်ဖက်ပြတ်ခဲ့ရပါတယ်သူတို့အားလုံးကအစွမ်းကုန်တိုက်ခိုက်နေတဲ့အချိန်မှာရှောင်းကသူ့ရဲ့စွမ်းအဖေးဝါရှိနေမှာကိုသူကမလိုလားပါဘူးဒါကြောင့်လည်းသူကဒီရှောင်းဝမ်းကိုပါသူတော်စင်ရိုးစုကိုတိုက်ခိုက်တဲ့အချိန်မှာအပခေါ်ခဲ့တာပါ ဒီတိုင်းဒရိုစင်အယိုးစုမှာနောက်ထပ်ထူးခြားမှုတစ်ခုကလည်းရှိနေပါသေးတယ်။ဒီအယိုးစုကလူပိုတက်လေလေပို့ပြီးတော့တံမာလေးဖြစ်ပါလေ။ဘာလို့လဲဆိုတော့သူ့ရဲ့ဝိညာဉ်အကျဉ်းချန်လေးဟာတည်ဆုံးသွားသူတွေရဲ့ဝိညာဉ်စွမ်းအားတွေကိုစိုးရိမ်နေရမလို့ပါ။ဒီတိုက်ပွဲကိုကြည့်ပါ။ဒီတိုက်ပွဲမှာဆိုရင်ရှောင်းဝင်းရဲ့ဒီတိုက်ကွက်ဒါကတော့သူကရှွန်ကုံကြီးစီအားနဲ့ရရှိခဲ့တဲ့ဝိညာဉ်တိုင်ချန်အားတိုက်ကွက်ဖြစ်ပြီးဝိညာဉ်နဲ့ပေါ်အထူးဖိနှိပ်နေဆွမ်းရှိပါလေ။ ဒါကြောင့်ရှောင်းဝမ်ကဝိညာဉ်တိုင်ကျမ်းနဲ့ခဏတဖိနှိမ်ထားတဲ့အချိန်မှာအစွမ်းထက်တိုင်မိစာဒါစင်ကျော်အားလုံးကအစွမ်းကုန်ထုံထုံပြီးတော့တိုက်ခိုက်နေကြရပါတိုက်ခိုက်နေတဲ့အချိန်မှာရှောင်းဝမ်ကမေတွေ့ခဲ့ရတဲ့နန်ယိုးပေါ်ပါစားသားတွေအရာရီယာမှာတကယ်အဆင့်မှန်ကောင်းကင်အဆင့်တိုင်ကျမ်းမှာကောင်းကင်အဆင့်တိုင်ကျမ်းကတိုင်းသူတို့စီရဲ့နန်ယိုးမှာရှိနေတာကိုရှောင်းဝမ်ကမေတွေ့ခဲ့ရပါတယ်အရာကိုရှောင်းဝမ်ကလည်းပြီးအခြားဘသူကမှမသိကြပါဘူးတဆေဦးကြီးကြန့်ရှင်းကိုရိုင်းအောင်ဝိညာဉ်ဗိမ္မာန်တခင်ရဲ့အမေရတာတိုင်းသူတို့စီရဲ့အယိုးစုကိုအရလိုက်ယူတာပါ ကောင်းကင်ရဲ့အဆင့်တိုင်းချမ်းရရှိမယ်သူကိုယ်တိုင်ကတော့မသိပါဘူးနောက်ဆုံးနောက်ဆုံးမှတော့ရှောင်းဝမ်တို့အားလုံးရဲ့ဖူပေါင်းတိုက်ခိုက်မှုအောက်မှာသူတို့စင်အယိုးစုရဲ့ဝိညာဉ်အကျဉ်းချံဟာသူတက်ဖြတ်ခဲ့တဲ့လူတွေရဲ့ဝိညာဉ်စွမ်းအောင်ကိုစူးစီးပြီးကောင်းကင်ရဲ့အဆင့်ဒိုတိုင်းမြောက်ပါထုတ်သုံးနိုင်ခဲ့ပါတယ်ဒီမှာသူတို့စင်အယိုးစုကအုံပြုခဲ့တဲ့ဒီဒိုတိုင်းရဆိုရင်တော့ကောင်းကင်ရဲ့အဆင့်ဒိုတိုင်းကောင်းကင်ဖန်တီးခြင်းလွားပါ ဒီကောင်းကင်အစင်ဒူတိုင်းကအစင်နှိတ်ကောင်းကင်အစင်ဒူတိုင်းမြညာဖြစ်ပြီးရှင်ရောင်အကျွင်းကျဲနေမီရဲ့ပိုင်ရှင်ဖြစ်တဲ့သူတော်စင်ကျိုးဟာကဒီကောင်းကင်အစင်ဒူတိုင်းမြညာကိုအစင်မြင့်ဒီအစင်ဒူတိုင်းမြညာပေါင်း100ကျုံနဲ့ပေါင်းဆက်ပြီးတော့ဖန်တီးခဲ့တာဖြစ်ပါတယ်ဒီကောင်းကင်အစင်တိုင်းချန်းကဘလောက်ထိနောက်မှအစွမ်းထက်လဲဆိုရင်သူ့ရဲ့ကောင်းကင်ဖန်တီးခြင်းလဝါရဲ့စုံဝန်းကနေထွက်လာတဲ့အဖြတ်စွမ်းအားကရှောင်းဝဲရဲ့တုတ်တဲ့ရှင်လေးမိကြပိုင်ရဲ့အဖြတ်စွမ်းအားနဲ့တူညီပါတယ် ကောင်းကင်ဖန်တီချင်းလဝါရဲ့စုံဝန်အောက်မှာရောက်နေတဲ့အရာတိုင်းကထွန်းချမ်းမရှိပြောက်ကွက်သွားမှာဖြစ်ပြီးလဝါရဲ့စုံဝန်အောက်ရောက်ရှိနေတဲ့တက်ရှိတိုင်းကလည်းအစုံမဲ့ပြတ်သုံးချင်းနဲ့အတူပြောက်ကွက်သွားမှာပါပြောချင်တာကတော့ဒီလဝါရဲ့အောက်ကသာရောက်နေပြီဆိုရင်ဘလောက်ပဲအဆွမ်းထက်ပါစေထွန်းချမ်းမရှိတည်ဆုံးရမှာပါဒါလေကောင်းကင်အစင်တိုင်းချမ်းရဲ့ကြောက်စရာအကောင်းဆုံးအချက်ပါပဲ။ဒါကြောင့်မို့လဲအလေပိုင်းကုန်းမီရဲ့အင်အားစုတိုင်းကဒီကောင်းကင်အစင်တိုင်းချမ်းကိုအရန်ဝမှလိုချင်နေကြရပါ။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ကျွန်တော်ကတော့ခရိုဆာကီပါ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦး။